အားလုံးပဲမင်္ဂလာပါနီးစန်ကျွမ်းသာတန်တန်းကြောင့်ဒီကျူစလိုက်ပါတယ်ဒီနေ့အတွက်အဲအန်ဒရီရဲ့ gram မှာဘလောက်ကိုရောက်လာပြီဆိုတော့နံပါတ်96ကိုရောက်လာပါပြီအဲ QG တို့ကုပန်ကိုရောက်လာပြီအဲ့မှာဆိုလို့ရှိရင်နိုင်နာနေပို့ရဆိုရင် gram မှာပတောင်တင်မယ်ဒီနေ့ကနှစ်ခုတင်မယ်ပေါ့နော်96နဲ့99နှစ်ခုတင်မယ်အမ် KR ဆိုလို့ရှိရင်ပို့ရဆိုရင် gram မှာပတန်းစံနေလွေတွေတန်းနေများတယ်ဆိုရင်အထိပ်ပဲအဲသူ့ရဲ့အထိပ်ပဲကအမြင်အနေနဲ့ဒီလိုမြင်ရတယ်ဒီလိုခံစားရတယ်ဆိုရင်ပုံစံမကောင်းတဲ့ minus အခြေအနေမှာတုံးတယ်ပေါ့နော်မကောင်းတဲ့ minus အခြေအနေမှာတုံးတယ်ဥမာအဖြစ်ကွာဘယ်လိုပုံစံမျိုးလဲဆိုတော့အာဒီမှာစံနေလွေ တဲ့တန်းနဲ့များရဲ့ဆိုလို့ ဒါဟာကောင်းတာမဟုတ်ဘူးလားဆိုတော့ကောင်းတာမဟုတ်ဘူးစံနေဆိုဥမာဖြင့်သူ့အသက်က60လောက်ရှိနေပြီကလေးစံနေတော့မယ်အဘရကကြလွယ်တယ်ဆိုတော့ तू ကတခုခုဆိုရင်မကြိုးစားခြင်းမူလက်လျှော့လွယ်တယ်နောက်တစ်ခုတန်းနေဆိုလို့ရှိရင် तू ကဘလောက်ဆင်းရဲလဲဆိုလို့ရှိရင် तू ဝက်ထားတဲ့အပြာရောင်အင်းကြီးကအဖြူရောင်အောင်တန်းနေပြီနောက်တစ်ခုကများတယ်ကြတော့အခုစားတဲ့အစားအစာကစီများတယ်အဲ့လိုမျိုးမကောင်းတဲ့ပုံစံ minus ပုံစံမျိုးဟုတ်ပြီနော်မကောင်းတဲ့ပုံစံမျိုးတွေမှတုံးတာဖြစ်ပါတယ်ကဲအားဆိုတော့ကကြတော့နောင်းပိုးကြီးပေါ့နော်နောင်းပိုးကြီးဆိုတော့ကကြနောင်းလေးနဲ့တွဲမယ်ပိုးကြီးကပ်ပြီးလိုက်အောင်မယ်ကဲအားဆို 一番初めの အစ်စမအမြဲတမ်းခရိုပိုယီဖူခုကိုအမဲအောင်ဆန်တဲ့အဝတ်တွေကိုခိတဲ့အီရူနဲ့ဝတ်ဆင်နေတော့အာဂါရီအီရူကလင်းလက်တဲ့အယောင်နဲ့အယောင်တောက်တောက်ပပလေးတွေကိုခိတိုင်းနာအာခိတိုင်းနာနော်ခိတိုင်းနာနော်ဆိုတော့မကြိုက်တာလားပေါ့ဟုတ်ပြီနော်အဲဆိုရင်အမြဲတမ်းပဲဝင်လိုက်လို့ရှိရင်အမဲတွေကြီးပဲနော်လို့ပြောတာအမဲအောင်ဆန်တဲ့အဝတ်စားတွေကိုပဲအမဲအောင်နေများတဲ့အဝတ်စားတွေကိုပဲဝတ်တယ်နော်လင်းလက်တဲ့အယောင်လေးတွေတောက်တောက်ပပအယောင်လေးတွေမကြိုက်လို့လားနောက်တစ်ခုနံပါတ်နှစ်နိဗ္ဗာန်ကိုသွားမယ်စတိုင်တူကိုစတိုင်ကိုချက်တော်နေနေခံခါရဲတူတာခဲ့တဲ့ပြောင်း င်းလိုက်ရုံဖြင့်စီပွန်အယန်းကိုဥတ္တနာပို့ရေးဆိုလူကြီးဆန်နဲ့အင်းလျှောနေနာဒီမှာစုရောအဲဆိုကကြတော့အယန်းကိုဘာဖြစ်သွားလဲဆိုလို့ရှိရင်အင်းဟိုပါဗောနောအယန်းကိုလူကြီးဆန်နဲ့ပုံစံအဖြစ်နဲ့ပြောင်းသွားတယ်လေဆိုတဲ့အထိပဲအာဒါလူကြီးဆန်နာဆိုတာကောင်းတာမဟုတ်ဘူးလားဆိုတော့ဟိုပြောရမယ်ဆိုရင်သူကလေးဟိုဗောနောလူကြီးအယန်းကြီးမဟုတ်သေးဘူးကလေးအဲ့လိုမျိုးမှမှသူက style နည်းနည်းပြောင်းလိုက်သွားနဲ့ဘာဖြစ်သွားလဲဆိုတော့အခါကြတော့လူကြီးဆန်နဲ့ပုံစံမျိုးရောက်သွားတယ်လို့ပြောတာစံပယ်အောင်တမယ်နော်ခါကျော်ဝါဌာနမဟုတ်ဘူးဆိုလို့ရှိရင်အိုကိုလီပိုခုတဲ့အိုကိုလီဆိုတာဒေါသထွက်တာ ဒေါသထွက်တာများပြီးတော့ဒါဒေါသ ဒါပဲနော်အခုလေးပုတ်ခုတဲ့ဆိုတာဒေါသထက်တာများတယ်ဒီမှာကျတော့များတယ်လို့ဘာသာပြန်မယ်ဒေါသထက်တာများပြီးတော့ခါကျတော့စုခုချက်ချင်းအခုလူစိနိအာဆောခါကျအခုလူခုစိနိအာဆောချက်ချင်းသူကဒေါသထွက်ရတာနဲ့စုမှုချက်ချင်းမဲဆိုရတဲ့တို့မိသွားတယ်အာဆောခါကျဝါစုတဲ့တို့မိသွားတယ်ဆိုရတယ်တော့ဝါစုတဲ့တို့မိသွားတယ်ကဲအာဆောခါကျတော့ဒီမှာဆိုလို့ရှိရင်ဌာနမူဝါဆိုရင်ချက်ချင်းဒေါသထွက်တာတွေချက်ချင်းများတယ်ဟုတ်ပြီနော်အရန်ဒေါသထွက်တတ်တယ်ဟုတ်ပြီနော်ဒေါသထွက်တာများပြီးတော့ချက်ချင်းဒေါသထွက်တယ်အဲ့လိုချက်ချင်းဒေါသထွက်ရတဲ့တန်နဲ့ချက်ချင်းမဲသူကအဲ့ဟာ ောက်ဒေါသကိုမေ့သွားတယ်ဆိုတော့အဲဒေါသချက်ချင်းပဲပျောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးချက်ချင်းဒေါသထွက်လိုက်ချက်ချင်းငြိမ်သွားလိုက်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါဆိုရင်ဒါလေးရပါမယ်နောက်ထပ်တစ်ခုသွားမယ်နံပါတ်လေးရွန်ပန်းအဲ့ဆိုအခါကျတော့ကိမီဝါမင်းကဝါစရဲပိုးကြီးအဲဝဆရေပိုရင်ဒါကာရာမင်းကမိလွယ်တဲ့အတွက်ဒါကြတော့မိလွယ်တာမိလွယ်တဲ့အတွက် မိလေတဲ့အတွက်ကြောင့်မို့လို့ ixmo အမြဲတမ်းမင်းမို့မင်းမို့သို့ရူယောနီရှိနာဆိုင်နင်အမြဲတမ်းမင်းမို့လေးမှတ်ထားစမ်းပါဟုတ်ပြီနော်နင်အမြဲတမ်းမေ့တတ်တယ်အားဆိုမိလေတဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းမင်းမို့မှတ်ထားစမ်းပါလို့ပြောချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နံပါတ်66ကလေးကိုရပါမယ်ကြည့်အားဆိုရင်နံပါတ်69ဆက်ပြီးတော့သွားပါမယ်နံပါတ်69 grammar pattern က saying ဆိုတဲ့အကြောင်းဆိုတဲ့ grammar pattern မှာအကြောင်းဆိုတာလည်းမကောင်းတဲ့အချိန်ဒီမှာပဲသုံးတာဖြစ်ပါတယ်ဟုတ်ပြီနော်မကောင်းတဲ့အချိန်ကအာသူ့ကြောင့်ငါရိုက်ခံရတာအပြီးတော့ခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ဖို့အကိုင်းဘတ် က်ကြောင့်ကိုကစုခံလိုက်ရတယ်အဲအဲ့လိုပုံစံမျိုးအာနောက်ထပ်တစ်ခုကကြတော့ဘာရှိမလဲဆိုလို့ရှင်တာဝန်မြူတဲ့အဲလူเจ้าမလို့ကို့မှာအရှက်ရခဲ့ရတယ်အာအရှက်ရခဲ့ရတယ်ဆိုတော့ကွာဥမာအဖြစ်အာနှစ်ယောက်သားအတူတူတာဝန်ယူမှမဲ့ကိစ္စတွေမှာဆိုလို့ရှင်တာဝန်မြူသူကြောင့်သူကြောင့်ဆိုပြီးတော့ကကြတော့အဲ့လိုမျိုးပဲဟိုနော်လုတ်ခဲ့ပြီးတော့ကကြတော့အဲတာဝန်ဖြည့်ရှင်းမပေးဘူးပေါ့နော်တာဝန်ဖြည့်ရှင်းမပေးတဲ့လူเจ้าမလို့ကို့မှာယုံမှာအခက်တွေ့ခဲ့ရတယ်အဲ့လိုအထိပ္ပယ်မျိုးရှက်ရကိစ္စကြောင့်နောက်မှာမကောင်းတဲ့အရာဖြစ်တယ်ဆိုတဲ့အခါမှာတုံးတာဟုတ်ပြီနော်ခုနကတော့ပြောတဲ့ပြောတဲ့ပုံစံ 有报。 ဘာရှိမလဲဆိုလို့ရှိရင်ညီလေးเจ้าမို့ကျွန်တော်ရိုက်ခံရတာအဲအဲ့လိုအထိပ္ပယ်မျိုးမှာသုံးတယ် plain form plus sea လိုက်မယ်နောက်နောက်တစ်ခုက not edited ဆိုရင်နောက်ကိုနောက်ကိုပြန်ထည့်ပြီးတော့ sea ထည့်ရမယ်နောက်ထပ်တစ်ခုကကြာနောက်တော့ sea ထည့်မယ်ပေါ့နော်ကြည့်အောင်ဆိုရင်အစ်ချီပိုင်းကိုကြည့်ရအောင်အာသူ့ဖာပေးထားလေးဆို rangisano aisa အဆဆ rangisa rangisa ဆိုတာကစတိုက်ကိုပေါ့နော်အဆဆနော sea တဲ့ပြည့်အတွက်ကြောင့်မို့လို့အာစတိုက်ကိုနေ့စဉ်ရက်ဆက်ပေါ့နော်ပုံနေတဲ့အတွက်ကြောင့်မို့လို့ဒီဝါနော်ဟာနာကပန်းချန်နေမှာရှိတဲ့ပန်းနေရာဆိုလို့ရှိရင်ဇန်ပူအလုံးကခါတဲ့တဲ့ရှင်မတာဆို တာက၆သွားတယ်ညှိုး၆သွားတယ်ဆိုတဲ့အထိပဲပန်းချန်နေမှာရှိတယ်ပန်းနေကညှိုး၆သွားတယ်အာနေစဉ်ဆက်ရက်ဆက်ကိုဘာဖြစ်နေလဲပုံနေတဲ့အတွက်ကြောင့်မကောင်းတာလीနမနဲ့နှိပန်းကိုသွားမယ်နော်ကောမန်အနာပါတယ်တဲ့ဘိုခုနောစီတဲ့ကျွန်တော်ကြောင့်မို့လို့ခင်မီနီမာတဲ့မင်းဘာဖြစ်လဲဆိုရင်မေဝါခုခခေခြားတဲ့ဆိုမင်းမအနောက်ရှက်ဖြစ်ရတာအာအနာပါတယ်ငါကြောင့်မို့မင်းမအနောက်ရှက်ဖြစ်ရတာအဲ့လိုအထိပဲနမ3ကဒါခန်းကြီးရတာဒီမှာလက်ကွက်မှာမှားနေလို့ပေါ့နော်မူတာဘူတိုင်းကရက်စင်ပေါ့ဘူတိုင်းနော်ဟွန်ဘဲမာတဲ့အဲ့ကြောင့်ကကြမိုက် ဲ့တဲ့အဲ့တော့ကကြပူတိုင်းတော့ဟွန်ဘန်းဆိုတာဘာကိုပြောချင်တာလဲဆိုဇက်စင်မှာဖြောပြေးတာအဲ့မဲ့တဲ့ဆိုတာမတိုင်မီဟောပြီးတော့ဇက်စင်ပေါ်မှာဖြောပြေးမှုမတိုင်ခင်မှာခင်ဂျော့စ်တေးအီရူစေးကကိုကစိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့်များလားစုကောကိုအရန်ကိုနိုးတို့ကလေပင်ကလေချောင်းကဒါခါဝါကိုခတ်ကြံနေခဲ့ပါတယ်ခါဝါကိုလေချောင်းကဘာဖြစ်လဲဆိုလို့ရှိရင်လေချောင်းတွေအရန်ခြောက်တယ်ပေါ့နော်စိတ်တွေအရန်ဟွာဖြစ်ပြောကကြလေချောင်းတွေပါခြောက်လာတယ်ပေါ့နော်အာစိတ်လှုပ်ရှားတဲ့အတွက်ကြောင့်ပေါ့ ဒါဆိုရင်ဒါရမနော်နံပါတ်လေးရွန်ပန်တော့တော့ခိနောစေကစိတ်ကြောက်များလားအခိမရဲ့တော့ဘူတာရှိမှရှိတယ်ဖောင်ရဆိုတော့အပောင်မုံဆိုင်အဲ့ပောင်မုံဆိုင်ကဘန်ကပောင်မုံအားဆိုလို့ရှင် ရှီစာကုနတယောနာခိကဆူဆိုပြောပြတာအဘူတာရှိမှရှိတယ်ပောင်မုံဆိုင်ကပောင်မုံလေးကတီးသွားတယ်လို့မျိုးစိတ်ထဲမှာထင်မိတယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အားသောကကြတော့စိတ်ထဲမှာကိုယ်ကအဲ့လိုမျိုးတွေးမိတယ်ထင်မိတယ်ပေါ့ကဲအားဆိုလို့ရှင်ဘူတာရှိမှရှိတယ်ပောင်မုံဆိုင်ကပောင်မုံကတီးသွားကိုယ့်ရဲ့စိတ်ကြောက်များလားပေါ့နော်ကိုယ်ပဲစိတ်ထင်တာကြောက်များလားပေါ့အဲ့လိုအထိပ္ပ ပဲမျိုးဖြစ်ပါတယ်ဒါဆိုပေါင်မုံကြီးတာနေတီးသွားတယ်မကောင်းတာဟုတ်ပြီနော်အားပြီးတော့အခါကျတော့ဒီမှာဆိုလို့ရှိရင်လည်းစိတ်လှုပ်ရှားတဲ့အတွက်ကြောင့်မို့လို့ဒီမှာလေပင်းနေတော့မှ၆လာပြီပေါ့နောက်ထပ်တစ်ခုကကျွန်တော်ကြောင့်မျိုးမင်းလည်းအနောက်ဆက်ဖြစ်ရတယ်ပေါ့နောက်ထပ်တစ်ခုကကြအပူကြောင့်မို့လို့ပန်းမင်းကြီးညှို့လျှောက်တယ်ပေါ့မကောင်းတာတွေမှာတောင်းတာဖြစ်ပါတယ်ကာဆိုလို့ရှိရင် grammar pattern ကြီးကြာနေမှာဆိုလို့ဒီမှာပဲခဏရပ်ထားပါမယ်အဲ68နဲ့69ကနောက်တစ်ပိုင်းမှာဆက်ပြီးပြောပါမယ်အားလုံးပဲ Oscar Ramirez အားလုံးကျေးဇူးတင်ပါတယ်